အားလုံးမင်္ဂလာပါခင်ဗျာကျွန်တော် Chess Education YouTube Channel ကနေပြန်လည်ကြိုဆိုပါရစေ။ဒီနေ့မှာတော့ကျွန်တော်ပါတင်ဆက်ပေးသားမယ်ဆိုတော့ end game lesson တွေတစ်ခုတင်ဆက်ပေးသားဖြစ်ပါတယ်။အဲဒီ end game ကတော့ end game နံပါတ်18ပေါ့နော်ကျွန်တော်အရှိမာတော့ကတော့ကျွန်တော် end game အဲ18ခုထိတင်ပြီးသွားပြီပေါ့။အဲ့ဒီတော့နောက်ဆုံး end game မှာဆိုလို့ရှိရင် pawn နဲ့ pawn နဲ့ကောင်းပေါ့နော်ကျွန်တော်တို့အဲဟနေတယ်ဒါပေမဲ့တစ်ဖက်ပြင်က space တွေချားတဲ့အချိန်မှာ file တွေချားတဲ့အချိန်မှာဟိုဘယ်လိုမျိုးအနိုင်ယူလို့ရလဲဘယ်လိုတွေကစားလို့ရလဲဆိုတော့ကျွန်တော်အရှိရ end game မှာဖော်ပြခဲ့ပြီးပြီဖြစ်ပါတယ်။အဲ့တော့ အခုကတော့ကျွန်တော်တို့ပွန်ကွန်နက်တက်ပွန်လေးတွေရှိတဲ့အခါကျလို့ဆိုရင်အာဘယ်လိုမျိုးတွေကစားလို့ရနိုင်မလဲအာတစ်ဖက်ကရော statement တွေပါတယ်ရှိလို့ရနိုင်မလားပေါ့အဲနောက်တစ်ခုကကျတော့အာဒီနေ့အငိမ့် lesson လေးမှာဟိုပွန်တောင်း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 ဖောက်တဲ့နီးလေးလေးအာကျွန်တော်ပြပြပေးသွားပါမယ်ပေါ့နော်ဟုတ်ပြီအဲ့တော့ကျွန်တော်တို့ဒီဥစ္စာတွေကိုဆက်ပြီးတော့ရှင်းလိုက်မယ် ။ဒီ angle number ကတော့ကျွန်တော်ဒီမှာကြည့်လိုက်မှာပေါ့နော်။ဒီ box လေးမှာဆိုရင်ကျွန်တော် blue shade လဲဆိုရင်အမဲရွှေလဲပေါ့နော်။အမဲရွှေလဲမှာကျွန်တော်ဘာတွေ့ရလဲဆိုတော့အဖြူမှာက connected passport နှလုံးရှိတယ်။ connected passport နှလုံးပေါ့နော်။အဲ့လိုမျိုးတွဲရဲ့ passport နှလုံးရှိပြီဆိုရင်ကျွန်တော်တိထားမှာဒီတစ်ဖက်ဘရင်ဒီအနောက်မှာရှိရဲ့ပုံကိုလုံးဝစားလို့မရအောင် ဟုတ်ပြီနော်တစ်ဖက်ပြင်ဒီအနောက်မှာရှိတဲ့ပုံကတော့ဆားလို့မရဘူးဘာကြောင့်လဲဆိုတော့ကျွန်တော်ဒီနေရာမှာအမဲပြင်တာဒီပုံလေးဆားလိုက်မယ်ဆိုရင်အဖြူကတခါတည်းနဲ့ promotion တန်းယူလိုက်လို့ရတယ်အဲအဲ့အတွက်ကြောင့်ကျွန်တော်ပြောရတဲ့အကြောင်းရင်းဒီဟိုပေါ်နှလုံး connected passport ရှိလို့ဆိုရင်ခုခံတဲ့ဘရင်ဒီနောက်ကြံနောက်ကပုံကိုစားလို့မရအောင်ဟုတ်ပြီဒါဆိုရင်ကျွန်တော်ဒီနေရာမှာဟို down ပုံးနေလဲမဟုတ်ဘူးအဲအဲ့အတွက်ကြောင့် အမဲက statement တွေပါယူလို့ရနိုင်မလားဆိုတော့တရေတွေပါယူလို့ရနိုင်မလားဆိုတော့ယူလို့တော့မရနိုင်ဘူးပေါ့နော်ဟုတ်ပြီဒါဆိုရင်ကျွန်တော်တို့ဒီမှာအဖြူကနေဘယ်လိုကစားလို့ရမလဲဆိုတော့ကျွန်တော်ကြည့်မယ်အဲ့တော့ကျွန်တော်ဒီနေ့ထားမှာဆိုတော့ကျွန်တော်အမဲကကင်း BH ကိုသွားမယ်ဆိုရင်ကျွန်တော်အဖြူကရိုးရိုးလေးပဲကျွန်တော်ကင်းအာ E7 ပဲလိုက်မယ်ပေါ့အဲ့မှာသူက King C7 တစ်ခါပြန်လာမယ်ဆိုလို့ဆိုရင်ကျွန်တော်ဒီမှာဘာလို့လို့ရလဲဆိုတော့ King E7 လေးပဲသွားလိုက်လို့ရတယ် ကင်းဆက်မှသွားမယ်ဒီပွန်းလေးကိုလိုက်တက်စင်နေကြမလို့ဘောเนาะအကဲတော့ကင်း BH ကိုသွားမယ်ဆိုရင်ကျွန်တော်တို့ကအဲ့အနေထားမှာအာကင်းဒီ7လေးလာလိုက်လို့ရတယ်ဒါဆိုရင်ကျွန်တော်တို့ဒါအဖြူကနေ9ဝိုင်းလို့ပြောလို့ရတယ်ဘာကြောင့်လဲဆိုတော့တက်ကင်း A7 သွားရင်ကျွန်တော်ပေါင်းလေး C7 လေးပဲယူလိုက်လို့ရတယ်ဗောနော်တက်လိုက်လို့ရတယ်အဲနောက်လည်းကြောက်စင် promotion ယူလို့ရပါတယ်ဒါဆိုရင်နိုင်ပြီဗောဟုတ်ပြီဒါဆိုရင်ကျွန်တော်နောက်ထပ် angle နေတစ်ခုကိုထပ်ပြီးတော့ပြမယ် Okay ဟုတ်ပြီအဲ့ဒါကြာဒီတစ်ခါကျတော့ဘောနှလုံးနေကျွန်တော်တို့ A5 ဘောနဲ့ B5 ဘောနှလုံးရှိရပေါ့အဲဘယင်ကလည်းဝေးနေတယ်ဒါဆိုဒီနေ့သားမှာကျွန်တော်တို့နိုင်မမလားပေါ့နိုင်မမလားတစ်ဖက်ကလည်းအမဲပြင်းဒီခုခံတဲ့ပြင်းဖြစ်တဲ့အတွက်ကြောင့်သူရတဲ့တန်တဲ့မြ stalemate တော့မဟုတ်တည်ရအောင်ရှူခြင်းနဲ့ပေါ့ဟုတ်ပြီဒါဆိုရင်ကျွန်တော်တို့အဒီနေ့သားမှာဘယ်သူရွှေ့လဲလဲဆိုရင်တော့ဒါကကျွန်တော်တို့အမဲရွှေ့လဲဖြစ်တယ် အမဲကျွေးလက်မှာအမဲက King B7 တူတဲ့ဒါ only move ပဲပေါ့နော်ဒီတစ်ခွက်ပဲရှိတယ်အဲ့တော့ King B7 ဆိုရင်ကျွန်တော်အဖြူကနေပြီးတော့ဘာပဲလုပ်လဲဆိုတော့ကျွန်တော် King D5 လေးပဲခေါ်မယ်ပေါ့နော် King D5 လာမယ်အဲ့ဒီမှာသူက King A8 ကိုသွားတဲ့အခါမှာကျွန်တော်ဒီနေရာမှာ King C6 သွားလို့မရဘူးအဲ့ဒါသွားလိုက်လို့ရှိရင်ကျွန်တော် stalemate ဖြစ်သွားမယ်အဲ့တော့အဲ့တော့ကျွန်တော်ဒီမှာကဘယ်လိုပဲသွားမလဲဆိုလို့ရှိရင် အပြည့်အဝအကောင်းဆုံးရွှေကောက်ကတော့ကျွန်တော် King C5 ပဲပေါ့နော် King C5 လေးပဲသွားထားမယ်။အဲ့ဒီမှာကျွန်တော်တို့ဒီမှာ King က B7 ကိုလာပြီဆိုလို့ဆိုရင်ကျွန်တော်ဒီမှာဘယ်လိုလိုက်ကစားမလဲပေါ့။အဲ King B5 တွေ King A5 တွေလာပြီးတော့ပဲအဲလာပြီးတော့မှပွန်လေးထိုးခြင်းမလား opposition ယူမလားမင်းသင်္ချာယူမလားပေါ့။အဲအဲ့လိုမှမဟုတ်ဘဲကျွန်တော်ဒီနေရာမှာဟို ကင်းဒီစစ်သွားမယ်ဆိုရင်ပြန်ပြီးတော့လဲနေပဲဗောနော်။ဘာကြောင့်လဲဆိုတော့ကင်းဒီစစ်သွားပြီးတော့ဆိုရင်တော့ကင်း A ကိုသွားမယ်။အဲ့ချိန်မှာကျွန်တော်ကင်း C7 ဝင်လို့မရဝင်လိုက်လို့ဆိုရင် stalemate ဖြစ်သွားမယ်။အဲ့တော့ဒါကသွားလို့မရ။အဲ့တော့ကျွန်တော်ဒီနေရာမှာအဖြေသွားအကောင်းဆုံး shield ဘက်ကကျွန်တော် A8 ဆိုပြီးတော့ queen လေးပဲယူလိုက်ရမှာဖြစ်တယ်။ promotion ယူပြီးတော့ချက်မယ်ပေါ့။အဲ့ချက်တဲ့ဖြစ်တော့ကျောင်း तू ကစားကိုစားရမယ်။အဲစားတဲ့အခါမှာကျွန်တော်ဒီနေရာမှာကင်းစီစစ်လေးလာမယ်ကင်းစီစစ်မှာသူကကင်း B8 ကိုလာလို့ရတယ် game ba မှာကျွန်တော်တို့အဖြူကနေပြီးတော့ b7 လဲတက်လိုက်ပြီဆိုလို့ဆိုရင်ဒါဆိုသူက game က a7 လာမယ်ဒါကြောင့် game c7 တက်လိုက်ပြီဆိုရင်နိုင်ဝိုင်းဖြစ်ပါတယ်အဲ့တော့ကျွန်တော်တတိထားမှာတော့ကျွန်တော် statement မပေးအောင်မယ်တတိထားမယ်ပေါ့နော်အဲ့ဒါလေးတတိထားနိုင်လို့ဆိုရင်ရပါတယ်ဟုတ်ပြီဒါဆိုရင်ကျွန်တော်နောက်ထပ် angle တွေတစ်ခုကိုထပ်ပြီးတော့ပြမယ်ဒီကကြတော့ကျွန်တော်တို့အဖြူရွှေ့လဲပေါ့နော်အဖြူရွှေ့လဲမှာအဖြူအနေနဲ့နိုင်မလားမနိုင်ဘူးလားပေါ့ အဲ့ဒါကိုကျွန်တော်စဉ်းစားရမယ်။ဘာလို့လဲဆိုတော့ဒီမှာတစ်ဖက်မှာကအမေက passport တစ်လုံးရှိရယ်။ပေါင်းအပြင်းတော့နှလုံးနှလုံးပဲ။အဲဒါပေမဲ့တခုရှိတာကအမေ passport ရဲ့ထိပ်မှာအဖြူပြင်ရပိတ်ထားတယ်။ပိတ်ထားတာဖြစ်တဲ့ကြောင့်ဒီကောင်ကြီးဒီအာ promotion ဝင်ဖို့ဆိုတာကမဖြစ်နိုင်ဘူး။ကင်းကိုမောင်းလို့လည်းမရဘူးပေါ့။အကြောင်းနဲ့ရောက်နေတော့။နောက်တစ်ချက်ကကျွန်တော်တို့အဖြူကဒီကင်း site မှာ2-1ဖြစ်နေရပါတော့။ကင်း site ပေါ် majority မှာ2-1ဖြစ်နေတယ်။ပြီးတော့ဒီ G5 ကလည်းကျွန်တော်တို့ဒါအချိန်မရွေး ခွဲလို့ရတယ်ဆိုတဲ့သဘောမှရှိနေတယ်အဲ့တော့ဒီနေရာမှာကျွန်တော်တို့အဖြူအတွက်အကောင်းဆုံးရွှေကွက်ကဘာလဲဆိုရင်တော့ကျွန်တော် G5 ပဲဖြစ်တယ်ပေါ့နော်ဘာကြောင့်လဲဆိုတော့အဲ့လိုမှမတက်လို့ဆိုရင်အမဲဘရင်ဒီဒီဘက်ကနေပြီးတော့ပြန်ပြီးတော့ light လွှင့်စင်တာကျွန်တော် square ပြန်မိသွားမယ်ပေါ့နော် gain c4 တော့ရောက်လာပြီဆိုလို့ရှိရင်အဲ့တော့ကြောင့်ကျွန်တော်ဒီနေရာမှာဘာပဲလုပ်ရမလဲဆိုလို့ရှိရင်အာ g5 လေးပဲတက်ပြီးတော့ခွဲရမယ် g5 ခွဲမယ်ဆိုရင်တော့ after g5 ဆားမယ်ဆိုလို့ရှိရင်အဲ f6 တက်မယ် F6 မှာသူက G4 လာမယ်ဆိုရင်ကျွန်တော် F7 တက်မယ်။အဲ့မှာ G3 တက်လို့ဆိုရင်ကျွန်တော်ဒီမှာ F8 queen နဲ့ယူလိုက်ပြီ။ဒါဆိုရင်ကျွန်တော်9ဝါးပြီပေါ့နော်။သူက G2 လာမယ်ဆိုလို့ဆိုရင်လည်းပဲအဲဒီနေရာမှာကျွန်တော်တို့ queen နဲ့ F3 ကချက်ပြီးတော့ဒီဘုံလေးဆားလိုက်လို့ရတယ်။ဒါဆိုရင်9ဝါးပြီပေါ့။ Okay ဟုတ်ပြီ။ဒါဆိုရင်ကျွန်တော်နောက်ထပ် angle လေးတစ်ခုကိုထပ်ပြီးတော့ပြပါဦးမယ်။အဲဒီ angle လေးကတော့အဲ popular ဖြစ်တယ်ပေါ့နော် popular ဖြစ်တယ်ဆိုတာကကျွန်တော်ပုံသုံးလုံးသုံးလုံးဖောက်တဲ့နီလန်းလေးပေါ့ ဟုတ်ပြီကျွန်တော်ဒီပု္ပ္ပာလေးမှာကျွန်တော်တို့အဖြူရွှေ့လက်ဖြစ်တယ်အဖြူရွှေ့လက်မှာအဖြူကနိုင်တယ်ပေါ့နော်နိုင်အောင်ကစားရမယ်နိုင်အောင်ကစားဖို့အတွက်ကျွန်တော်တို့ပထမဆုံးဒီမှာနီလမတိလို့ချင်ရှုံးသွားနိုင်တယ်အဲကျွန်တော်ဒီဘက်မှာအဖြူက passport တစ်လုံးရှိရပါတော့ passport နဲ့ gain နဲ့ရှိရဒါပေမဲ့ဒီ passport ဒီဟိုဟိုအလုံးမဖြစ်ဘူးပေါ့အလုံးမဖြစ်ဘူးဆိုတာကဒီပုံးကိုလည်းကျွန်တော်အရှိတက်လို့ဆိုရင်မကောင်းဘူးပေါ့ဒါအဲ့လိုပဲကျွန်တော် king ကိုဒီဘက်ခေါ်လာလို့ဆိုရင်လည်း မကောင်းဟုတ်ပြီဘာကြောင့်လဲဆိုတော့ကျွန်တော် ပြမယ်ဒီမှာကျ gain g5 ရွှေ့လိုက်မယ်ဆိုလို့ဆိုရင်အဲ့ဒီရွှေ့ကွက်ကလုံးဝအမှားကြီးဖြစ်တယ်လုံးဝ blunder move ဖြစ်တယ်အဲ့ဒါဆိုရင်ကျွန်တော်ဒီနေသားမှာအမဲရနိုင်တယ်အဲ့မှာကျွန်တော်ဒီမှာအမဲ site ကနေပြောင်းပြီးတော့ပွန်တုံးလုံးတုံးလုံးခွဲနီးကျွန်တော်ပြမယ်ဟုတ်ပြီကျွန်တော်အမဲဆိုင်ကနေပြောင်းလိုက်ပါနော်အမဲဆိုင်ကနေကြည့်မယ်အဲကျတော့ဒီမှာဒီမှာအမဲကလည်းပွန်တော်လုံးအဖြူကလည်းပွန်တော်လုံး ကင်းရလာကူဖို့ဆိုတာဘယ်လိုမှမဖြစ်နိုင်အဲ့မှာခွဲနီးဒီကျွန်တော်တို့ရှိတယ်အမဲအတွက် အကောင်းဆုံးရွှေ့ကွက်ဒီ B3 ဖြစ်တယ် B3 B3 မှာအဖြူမှာရွေးချယ်စရာနှစ်ခုရှိတယ် A ဘုန်းနဲ့စားမှာလား C ဘုန်းနဲ့စားမှာလားအဲ့တော့ဘယ်ဘုန်းနဲ့စားစားအမဲနိုင်တယ်အဲ့တော့ A တိုက် B3 A ဘုန်းနဲ့စားမယ်ဆိုရင်ကျွန်တော်တို့ကဒီမှာ 32ဖြစ်တာတယ်ပုံမှန်32ဒါပေမဲ့အဲ့ဒီမှာအမဲကဘယ်လိုထပ်ဖောက်မလဲဆိုရင် C3 ဆိုပြီးတော့ထပ်ဖောက်မယ် C3 မှာသူကနောက်လက်ကျရင်ဒါစားမယ်ဆိုပြီးချင်းကြောက်ထားဖြစ်တဲ့ကြောင့်သူကစားလိုက်မယ်ဆိုရင်လည်းပဲအမဲကမလုပ်မှလည်းဆိုရင် A3 ဆိုပြီးတတ်သွားပြီဒါဆိုလို့ဆိုရင်နောက်နောက်ကွက်မှာ promotion ရပြီဆိုတော့9မီဖြစ်တယ်ဟုတ်ပြီအဲ့လိုပဲကျွန်တော်တို့အခုနောက်ကဒီနေရာလေးကိုပြန်ကြည့်မယ် ဒီနေရာလေးမှာသူက B3 မှာအခုတော့ကျွန်တော် A ပွန်းနဲ့စားတာပြရတယ်။ A ပွန်းနဲ့မစားဘဲနဲ့ C ပွန်းနဲ့စားမယ်ဆိုရင်လည်းပဲကျွန်တော်ဒီမှာမလုပ်လို့ရလဲဆိုတော့အမဲရနေပြီးတော့ A3 ဆိုပြီးတော့တက်လိုက်မှာဖြစ်တယ်။ A3 တက်လိုက်မယ်ဆိုလို့ရှိရင်အခုတော့တဘောတရားတိုင်းမှာဒီ B2 လေးကိုစားမယ်။အဲ့တော့ B2 လေးကအာလာစားမယ်ဆိုရင်လည်းပဲကျွန်တော်တို့က C3 တက်လိုက်ပြီးဆိုလို့ရှိရင်ဒါဆိုရင်အမဲရနိုင်သွားပြီ။ဟုတ်ပြီနော်။ဒါပွန်းတောင်းတောင်းတောင်းခွဲနေဖြစ်ပါတယ်။အာဒါအားလုံးတဘောပေါက်နားလည်လိမ့်မယ်လို့ထင်ပါတယ်။ ဟုတ်ပြီအဲ့ဒါဆိုရင်ကျွန်တော်တို့အစနေပြီးတော့ပြန်ပြီးတော့ကြည့်မယ်အစနေပြန်ပြီးကြည့်မယ်ဆိုတော့ကြာဒီမှာအဖြူရွှေ့လဲပေါ့နော်ဒီနေရာကိုပြန်ကြည့်လိုက်မယ်ဟုတ်ပြီဒါဆိုလို့ဆိုရင်ကျွန်တော်ဒီနေရာမှာအဖြူကပွန်းတလုံးတာတယ်မနိုင်နိုင်အောင်လားဆိုတော့နိုင်နိုင်တယ်အဲ့ဒါဘယ်လိုမျိုးကျွန်တော်ကစားမလဲဆိုရင်ရိုးလေးပဲကျွန်တော် B3 ဆိုပြီးတော့ကိုကအရင်တက်ကမှဖြစ်တယ် B3 တက်မှကျွန်တော်နိုင်မှဖြစ်တယ် B3 မတက်ဘဲနဲ့တခြားပွန်းတွေတက်လို့ဆိုရင်မကောင်းဘူးပေါ့ဥပမာပြကျွန်တော်ဒီမှာအာ C3 ဒီဘက်တက်မယ်ဆိုလို့ဆိုရင်တစ်ဖက်က A3 ဘက်တက်သွားလို့ဆိုရင်အဲ့ဒါလည်းရှုံးတာပဲ ။ဘာကြောင့်လဲဆိုတော့ဒီပုံကိုစားလို့ဆိုရင်တော်လည်းဒီပုံပြန်စားပါမှာ။အဲဆိုရင်ရှုံးတယ်။အဲတော့ကျွန်တော်ဒီမှာအကောင်းဆုံး shortcut ကဘာလဲဆိုရင် B3 ပဲဖြစ်တယ်။တစ်ဖက်ကပုံ3 3 3မခွဲနိုင်အောင်ကိုကအရင်တားထားလိုက်တယ်။အဲဒီမှာအမဲအနေနဲ့ကြိုက်တဲ့ပုံနဲ့စားသူစားတဲ့ဘက်ကပုံနဲ့ပဲကျွန်တော်ပြန်စားမယ်။စီပုံနဲ့စားမယ်ဆိုရင်ကျွန်တော်စီပုံနဲ့ပြန်စားမယ်။ဒါသူဒီပြန်စားရင်ပြန်စား။အဲ့လိုပဲကျွန်တော်တို့ဟိုသူကအမဲက A ပုံးနဲ့စားမယ်ဆိုရင်လည်းပဲ A ပုံးနဲ့ပဲပြန်စား။ဒါဆိုကျွန်တော် press ပုံးပြရစရာအကြောင်းမရှိဘူး။ အဲ့ဒါပြီးတော့ဆိုရင်သူက gain edge လာမယ်ပေါ့အဲ့ gain edge လာတဲ့အချိန်မှာကျွန်တော်တို့အဲ့ဒါလေးတွေသတိထားရမယ်ကျွန်တော်ဒီနေရာမှာ G7 သွားချက်လို့မရအောင်เนาะချက်လိုက်လို့ဆိုရင်သူက gain ကတ်မယ် gain ကတ်တဲ့အခါမှာကျွန်တော်ဒီမှာအာ DN gain ကဒီလို gain သွားမယ်ဆိုလို့ဆိုရင်အဲ့ဒါဆိုရင်ကျွန်တော်တို့ဒါ statement ဖြစ်သွားမယ်အဲ့လိုမှမဟုတ်ဘဲနဲ့ကင်းကနောက်ဆုံးရှောင်းတယ်ပြဒီဘက်ကပေါ်လာဆိုင်ရောအဆင်ပြေနိုင်မလားပေါ့အဲ့ဒါလေကျွန်တော်တို့တကယ်တော့တီးပေးရတာပဲ ဘာကြောင့်လဲဆိုတော့ကျွန်တော်ဒီမှာလာမယ်ဆိုရင်ကျွန်တော်ဒီမှာလာစားမယ်အဲပြီးရင်ဒီမှာ opposition ရမယ်ပေါ့နော်တောက်လျှောက်ရလာမယ်ပေါ့ဒါလာဒါလာပြီးရင်ဒီမှာလာမယ်လာမယ်ပြီးရင်ဒီမှာအဲဒါဆိုလို့ဆိုရင်ကျွန်တော်ဒါစားပြီးနောက်မှာဒီလိုကတ်လိုက်လို့ဆိုရင်ဒါတည်ပဲပေါ့ဟုတ်ပြီအဲ့တော့အာကျွန်တော်တို့ဒီမှာကဘာလုပ်မလဲဆိုတော့အာဒီနေထားမှာကျွန်တော်တို့အဖြူက ဘလို့နိုင်ကစားရမလဲဆိုရင်ကျွန်တော် king g5 ပဲလာမယ်ပေါ့နော် king g5 မှာသူက king g7 ဆိုရင်ကျွန်တော် king r5 အဓိက main idea ဒီဒီပွန်းကိုကျွေးခဲ့ပြီးတော့ဒီ before ပွန်းလေးကိုလာစားမှာ before ပွန်းလေးလာစားပြီးတော့မှအနိုင်ကစားမယ်ပေါ့အဲ့တော့ king g8 ကိုသွားမယ်ဆိုတော့ဆိုရင်အာကျွန်တော်ဒီမှာအဖြူအနေနဲ့ king e5 ပဲလာတော့မယ်ပေါ့နော်ဒီပွန်းကိုကျွန်တော်တို့အာတရားစင်မတွေ့တော့ဘူး king g7 လာမယ်ဆိုရင် king d5 king d6 ဆိုလို့ဆိုရင် king c5 အကင်း offset တစ်ဘက်ကိုပြန်သားမယ်ဆိုလဲမမှီဘူးပေါ့နော် gain b4 လာမယ် gain e6 ဆိုလို့ဆိုရင်ကျွန်တော်အကျွန်တော်ဒီမှာ gain c5 ဖြေလာလိုက်လို့ရတယ် gain c5 မှာတော့ gain d7 ဆိုရင်ကျွန်တော် gain b6 ကိုလာလို့ရတယ် gain c8 ဆိုလို့ဆိုရင်ကျွန်တော်ဒီနေရာမှာအဲ အဲပေါ်ဂိမ်းဝင်ကျင်တယ်ဆိုလဲဝင်လို့ရတယ်ပေါ့နော်ဒါမှမဟုတ် before တက်ကျင်တယ်ဆိုလဲရ before တက်မယ်ဆိုလို့ဆိုရင် game b8 game b8 မှာ b5 ဆိုလို့ဆိုရင်သူက game a8 ကိုလာ game a8 ဆိုတော့ကျွန်တော်ဒီမှာ game c7 လေးပဲသွားလိုက်မယ်သူက game a7 လာမယ်ဆိုရင်ကျွန်တော် b6 နဲ့ချက်မယ် game a8 တော့မယ်ဆိုရင် b7 ချက်ပြီဆိုရင်ဒါကျွန်တော်နိုင်သွားပြီဟုတ်ပါပြီအဲ့တော့အခုကျွန်တော်ပြသွားတဲ့ angle 4ခုပေါ့နော်အလုံးတစ်ပတ်ပေါက်နားလည်တယ်မျိုးလို့ထင်ပါတယ်โอเคဒီ angle နဲ့ပတ်သက်ပြီးတော့နားမလည်တာမရှင်းတာတိတိနာရှုပ်စင်းနေကျွန်တော် comment လေးမှာမေးမြန်းမလို့ရပါတယ် ကျွန်တော်ရဲ့ DVD လေးကိုအစားဆုံးလာရအောင်အားပေးကြတဲ့ကြားရှင်တွေကိုကျေးဇူးများကြီးပါတယ်ကျွန်တော်နောက်ထပ် video မှာပြန်သက်ဆောင်မယ်အားလုံးပဲကျေးဇူးပါခင်ဗျာ